တိုင်းတုံသတင်းသတင်းစာဆရာတို့၏ဘန်းစကားဖြင့်သတင်းတပုတ်ကိုအခေါ်အမျိုးမျိုးခေါ်ကြသည် အပုတ်တို့ခွာကောင်းမီးပွင့်ခိုလိုကူလူမျက်နှာပုံဆက်ရက်စသည်တို့မှာတိုင်းတုံသတင်းစသည်အထိအမျိုးမျိုးခေါ်ကြသည်အပုတ်တို့သတင်းမှာအသေးအဖွဲသတင်းဖြစ်သည်သတင်းစာ၌အပုတ်တို့ကလေးများပေါ်ပြလေရှိသည်ကောရင်ဂျီကလာအပနာကျေးဦးပြောက်သောသတင်းမျိုးဖြစ်သည်ဟုဆိုကြသည် သတင်းစာ၌စာဖြစ်ယုံသားဖြစ်သောအရေးမကြီးသည့်သတင်းအသေးအဖွဲကိုခေါ်၏။ Boss ဟုခေါ်သောသတင်းကို၄ဘက်၄တန်မြင်းမဲဖြင့်ပေါင်ခတ်ကာဖော်ပြသည်။တိုပင်တိုတော်လည်းတန်မိုးရှိသည့်သတင်းတူအတူစားဖြစ်သည်။မြင်းနှင့်ဝိုင်းထားသည်မှာတိတ္တာနှင့်တူသောကြောင့်အင်္ဂလိပ်ဘာသာဖြင့်ခေါ်ဝေါ်ကြသည်မှာသတင်းစာလောကကလက်ခံလာသောမြမဝေါ်ဟာရာတစ်ခုဖြစ်သည်။ခွာကောင်းသတင်းမှာ အပုတ်တိုထက်ရှိသည်။သတင်းတန်ဖိုးကလည်းကြီးသည်မို့ခေါင်းစဉ်မှာ အပုတ်တို့နှစ်ခုသာနှစ်ကော်လံကို ခွာ၍တက်ရသောကြောင့်ခွာကောင်းဟူ၍ခေါ်၏အင်္ဂလိပ်ဘာသာနှင့်မူကော်လံနှစ်ခုဟုခေါ်၏ DC ဟုလည်းအတူခေါ်၏ညနေဖုံးသတင်းပါတယ်ဟုသတင်းတောက်ကတိုက်သူအယောက်တွင်သူ၏အက်ဒီတာအားပြောနိုင်ကခေါင်းပေါ်၍ဝင်လာတတ်သည်သတင်းစာအက်ဒီတာတိုင်းညနေဖုံးနှင့်တန်သောသတင်းထူးသတင်းဦးမျိုးကိုမျော်လင့်ရှိကြသည်မူညနေဖုံးသတင်းပါလာသည်ဆိုသောသတင်းတောက်ပေါ်တွင်မျက်နှာချိုးလျှင်သည်ညနေဖုံးသတင်းနှစ်ပုတ်လောက်လက်ကင်ရှိနေသောအက်ဒီတာ၏မျက်နှာသည် တကားရီလောင်းထားပြီးသူရှိတယ်ဤညနေဖုံးနေတန်သောသတင်းကိုသတင်းတောက်တို့ထံပါမလာပါကအဲဒါခမယာပိုကိုဖုံးဆက်မေးရာဒီကို ဖုံးဆက်ရနှင့်ပန်းလာသည်ရာပြီးသတင်းတို့ကိုလည်းတီးဖြတ်ရသည်ကိုတိုင်းလည်းညနေဖုံးသတင်းချက်ရသည်မို့မျက်နှာပုတ်နေတည်းမီးပွင့်သတင်းမှာသတင်းဤခရက်တို့သည်မီးပွင့်တဲ့ပြင်သတင်းတောက်တို့ကကိုတိုင်းပင်ရေးခဲ့သည်အဲဒါအာနှုတ်ဖြင့်ပြောပြကသတင်းကတော့တေးကြတယ်ဒါပေမဲ့ဆရာကိုတိုင်းလည်းအတီးပြူပါ ကြည့်ပြီးမှရေးပါဟုခက်တီတီနဲ့အိဒါဘော ပုံအပ်လေရှိသည်ဟိုလိုခုလူဟုသောဟောဟာရသည်ဗမကိမဥအုံမြင့်ကပေါင်းဆက်တီထွင်သောဟောဟာရဖြစ်သည်ခံရသူတို့မကြေမနက်ခိုးလိုခုလူဖြစ်စေမိတဲ့တဲ့မျိုးဖြစ်သည်နီးပွဲ့တွင်လောက်ကြောက်ပွဲမရှိတဲ့အညီအဟောင်းတဲ့ရင်ကိုတရင်တော်အချို့ကတီးကြေကြိုက်တဲ့ရင်ဟုလဲခေါ်၏လူသားတိုင်းဤတဲကြီးတက်စာဖြစ်သောဟိုနှစ်မာရိုဤကိစ္စများများလူတို့ပေါင်းအချို့အထွေတဲ့ရင်များဖြစ်သည်စာဝေးတက်စီတဲ့ပြင်တဲ့ရင်စာတိုင်းကြိုက်ကြသည် ဤသတင်းမျိုးများလောပါကလည်းသတင်းစာကိုဝါသည်ဟုခေါ်ကြသည်အင်္ဂလိပ်စာနယ်ဇင်းပညာ၌ထိုသတင်းမျိုးနှင့်စာဝေတအောင်ကြံသည်ကိုသတင်းစာပညာဝါတတာဟု ခေါ်ရာမှလာသည်ဇက်ကူဝါနှင့်ပုံနှိပ်ရာမှဆင်းသက်လာ၏မြမပါသားဖြင့်ညီစောနန်သည်ဟုလည်းပြောကြသည်ဆက်ရက်သတင်းမှာစာပုံနှိပ်ဆက်လည်နေပြီးမှရောက်လာသောသတင်းတူဖြစ်သည်တိုးတိုးသာဖော်ပြနိုင်သည်သတင်းထူးသဖြင့်ဇက်ကူရိုက်၍ပုံနှိပ်ရသည် တချို့ပုံလေးဆက်များကဆက်ရက်သတင်းထည့်ရန် ကွက်လက်ပါသဖြင့်ဆက်ရက်သတင်းတပုတ်နှစ်ပုတ်အမြဲပါရသည်စကုသတင်းဟူသည်မှာအင်္ဂလိပ်ဘာသာဖြင့် Scott ကိုခေါ်သည်ကိုဒိုင်းရိုက်သုံးရင်းဗမာဝေါ်ရာတဲသို့ရောက်စပြုလာပြီးဖြစ်သောအင်္ဂလိပ်ဝေါ်ရာဖြစ်သည်အထက်ပါသတင်းအမျိုးမျိုးသည်အခြားသတင်းစာ၌မပါဘဲမိမိတို့သတင်းစာတစ်စောင်နှင့်ဥဥဖျားဖျားပေါ်ပြနိုင်ကရင်းကိုသတင်းတူသတင်းဥစကုဟုခေါ်သည်ထူးဥသတင်းဟုဘာသာပြန်သည် ထူးသတင်းကိုဖော်ပြကကျွန်ုပ်တို့သတင်းစာသာပါရှိသည်ဟူ၍လဲဆိုကြရာဗမာခင်းနှင့်ကျင်းမုံတို့ကကိုတိုင်းသတင်းဟူဝေါ်ရာသစ်တွင်ကသုံးဆွဲခဲ့သည်တိုင်းတုံသတင်းမှာအမိကပင်ရှင်းနေသည်ဒတိုင်းပြည်လုံးတုံလှုပ်သွားစေသည့်သတင်းမျိုးဖြစ်သည်ဝေကျောင်းဆိုင်ကြာဆုံးသောသတင်းမျိုးဝင်းကြီးချုပ်ဦးနုကိုထိမ့်သိမ်းထားသောသတင်းမျိုးတို့သည်တိုင်းတုံသတင်းမျိုးဖြစ်သည်ထိုသတင်းမျိုးကိုတဆောင်တဲ့ထူးဦးဖြစ်ရမှာမလွယ်လားသတင်းစာအလုံးရကြတည်တာများသည် တဆောင်ထက်တဆောင်တာအောင်အချက်ဆုံးအောင်ရှာ၍ရေးနိုင်ရန်သာအရေးကြီးဒိုင်းတုံတင်းကို အခြားတင်းစာများနိုင်မှာပါပဲထူးဦးဖြစ်ရန်အခွင့်အရေးမှာတင်းစာတသက်တွေတခါမျှသာ ကြုံတတ်ဆုံးတတ်သည်ကြုံ၍ဆုံ၍ရသောတင်းကိုတန်ဖိုးရှိအောင်ရေးသားပုံနှိပ်နိုင်လေထိုတင်းစာသည်တပုတ်ထဲနှင့်ပူလုံသွားသည်လူပြဲတယောက်ဖို့ပြက်လုံးကောင်းကြီးတစ်ပုတ်ပွဲကြပြီပါကထိုလူပြက်ကဗဇက်ဟယုံနှင့်ပရိသတ်ကရည်ကြတဲ့ကဲ့သို့တိုင်းတုံတင်းတစ်ပုတ်ရဘူးသော သတင်းစာရေးသမျှတို့ကိုပရိသတ်တို့ကသတင်းထူးထင်တော်သည်ဒုသတင်းစာသည်တိုင်းတုံသတင်းတပုတ်ရဘူးပါကတလလျင်တာမန်ထူးဦးသတင်းတပုတ်မျှရနေပြီတသက်လုံးဆောင်ရည်ကြတော့ပြီမဟုတ်ပြီတင်မောင်ဗမာခေတ်တွင်ရှိစဉ်က Bringer 200ပြောက်မှုသတင်းကြီးသည်တိုင်းတုံသတင်းကြီးဖြစ်သည်အင်္ဂလိပ်ကျွန်းပေါ်၌ Bringer 200ပြောက်ဆုံးရခြင်းသတင်းသည်တပြည်လုံးတုံသွားသည်ဒုသတင်းသည်ဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံရသည့်အထိဆက်သည်ဗမာခေတ်အဖို့ရာဇဝင်တွင်မိသတင်းကြီးဖြစ်သွားသည် ဒီပုံသတင်းစာသည်လည်းတိုင်းတုံသတင်းကြီးတစ်ပုဒ်ကိုရခဲ့မှုသည်1962ခုဗမာတပ်မတော်တပ်မှုများညီလာခံကျင်းပစဉ်ကဖြစ်သည်ညီလာခံမှာခါတိုင်းကဲ့သို့ဖွင့်ပွဲမိန်ကွန်းများကိုအထုတ်ပြန်ကြေညာခြင်းမပြုဘဲခက်ဝက်ဝက်ရှိခြင်းကိုတရိထားကသတင်းလိုက်ကြသည်ခါတိုင်းရနေကြသတင်းပေးနေကြအဆက်များကနှုတ်ဆက်၍နေသည်ဘာကိုဆွေးနေသည်ကိုပင်အနံ့မရဤသို့တိုတိတ်လျင်သတင်းသည်ဧကမုတ်ချထူးတတ်သည်မို့တစ်ဖက်ကလျှို့ဝက်လီပို၍ဖိလိုက်လေနှင့်နောက်ဆုံးတွင်တင်ပေါင်းသည် တရင်တပုတ်လုံးကိုရလိုက်သည်တရင်မှာအေယာမတိုင်းတုံတရင်ကြီးဖြစ်သည်တရင်စားတဲ့သူဖော်ပြခြင်းမပြုမီတရင်ကြောင်၎င်းမိမိတို့တဦးရဲရမည်တရင်ပါကလားဟူသောအတိကြောင်၎င်းတင်ပေါင်းဤရင်တို့သည်ခုန်နေသည်တိုင်းတုံတရင်သည်အေတာကစပြီးတုံလှုပ်ရစမြဲပင်တရင်ရသောအချိန်မှာည10နာရီဖြစ်သည်နောက်တစ်နေ့ကျင်းပုံတွင်ဖော်ပြရန်အချိန်မီသည်ထို့ကြောင့်တရင်စုံရလျရခြင်းတိုက်သူပြန်ခဲ့သည်တရင်ကိုမိသူကိုမှအတိမပေးသေးပဲ အဟိတာကိုခေမောင်ကြီးကသာပြောပြလိုက်သည်ကိုခေမောင်ကြီးပါတုံ့လှုပ်သွားသည်တညစောင့်ကြည့်ကြပါအောင်ဆိုလိုက်ဗျာထိုကဲ့သို့သူကပြောပြန်သည်နှစ်ယောက်သားစဉ်းစားကြသည်နောက်ဆုံးတွင်ထိုသတင်းကိုတညဆိုင်းထားရန်ဆုံးဖြတ်လိုက်ကြသည်နောက်တစ်နေ့မနက်တွင်ဓာတ်ပုံသတင်းတော်ကိုရွှေမောင်ကိုခေါ်ပြီးတင်ပေါင်လိုချင်သောပုံကူများ၏ဓာတ်ပုံများကိုရှာခိုင်းသည်ညနေပိုင်းတွင်ဓာတ်ပုံအလုံးဘလောက်လုံပြီးသားဖြစ်နေသည်ဝေရွှေမောင်ကိုလည်းတရင်အကြောင်းလေးတန်မြမဟာပဲထားသည်တရင်ကိုမူ ရမန်နေ့ညကလေးကအသိရေးပြီးဖြစ်တော့လေစာစီဘက်သူမချပဲတိန်တာဒီည9နာရီသတင်းတော်အားလုံးပြန်ကြမှာကိုခင်မောင်ကြီးနဲ့နှစ်ယောက်သားပြင်စင်ကစာစီဘက်သူချပေးလိုက်ဒီည7နာရီတွင်ဂျေးမုံသတင်းစာဒီအေယာမတိုင်းတုံသတင်းကြီးကိုပုံနှိပ်လျက်ထွက်လာလိမ့်ပြီဘူဘူနေနွေစက်ပေါ်ကကြလာသောသတင်းစာကိုယူကြည့်ကြပြီးတင်မောင်တို့ကြီးမားသောပီတိဖြင့်ကြည်နူးမိကြသည်ပကြီးဆရာသည်သူ၏အနှစ်သက်ဆုံးပကြီးကားကိုကြည့်၍ မဝတဲ့ကဲ့သို့သူတို့ဒီလေမိမိတို့ရဲ့တရင်စာကိုကြည်မဝရှုမကြီးဖြစ်နေရမှထိတ်ကနေဖြစ်သွားသည်ဒီတရင်ကိုနေရှင်းတဲ့အထောက်တော်ကရနိုင်တယ်ဗျသူတို့ရမရမသိရခင်ကျွန်တော်ဒီညာအိပ်ပေါ်မှာမဟုတ်တော့ဘူးဒေပေါင်းဒီကိုခင်ပေါင်းကြီးကိုပြောကစာစီဖိုးမင်းဦးအေးမောင်ကိုကားပေါ်တင်ခဲ့ပြီးမြို့ထဲသို့ထွက်ခဲ့ကြသည်ကားကိုအတွင်းဝင်ရုံတောင်းမှလက်ဖက်ရည်ဆိုင်ရှေ့တွင်ရပ်ထားလိုက်သည်ဦးအေးမောင်ကိုကား၌စောင့်နေစေပြီးဒေပေါင်းနှင့်ကိုခင်ပေါင်းကြီးတို့သည်လမ်း၄၀ရှိနေရှင်းတရင်စာတိုက်သို့သွားကြသည် ဆက်စရာကိုပိုင်ကြီးများမလာဘူးလားဗျာကျွန်တော်တို့ဆက်ထွေနေလို့လာရှာတာပါထိုကဲ့သို့ဆက်စရာများကိုပြောကဝင်ကြည့်သည်ရန်နဘုံတရင်စာမျက်နှာအထက်ထက်စာစီကမ်းမှာပင်ရှိသေးသည် စာစီမပြီးသေး၍ဆက်ဖတ်တို့မရောက်သည်အပေါ်ဒက်တွင်ညအယ်ဒီတာမစ္စတာလာဇရိုရှိသည်ဟုသိရ၍အပေါ်ဒက်တို့တက်ခဲ့ကြသည်လာဇရိုမှာစာစီကမ်း၌စာပေါင်ဖွဲ့သောဖိုမင်းနှင့်အလုရှုံနေသည်တင်းမောင်ကလာဇရိုအားတောင်ပြောမြောက်ပြောပြောကစာစီကမ်းမှာအလှည့်ထုတ်ခဲ့သည် ကိုခေမောင်ကြီးက စာစီကမ်းနဲ့နေရစ်ခဲ့ပြီးနေရှင်မျက်နှာဖုံးကိုခိုး၍ကြည့်သည်နေရှင်၌အဆိုပါတိုင်းတုံတရင်ကြီးမှာပါဒီမောင်နှင့်ကိုခေမောင်ကြီးတို့နေရှင်မှာပြန်ခဲ့ကြသည်39လမ်းမှာအထောက်တော်တရင်စာတိုင်းကြီးမျက်နှာဖုံးတရင်ကိုလည်းသိရန်လိုသည်အထောက်တော်ကိုမူဥအုံးမြင့်မရှိချိန်မိမိတို့ကိုယ်တိုင်သွားရန်မသိ၍ဖိုးမင်ဥအေးမောင်ကိုလှော့လိုက်ကြသည်ဥအေးမောင်သည်သူ၏တန်ငယ်ချင်းဖြစ်သူအထောက်တော်ဖိုးမင်ထံသွား၍အလဲလာတရားပြောဆိုပြီးအလစ်တွင်မျက်နှာဖုံးစာမျက်နှာအကျဲတရွက်ကို ။စာပြင်းရန်ရိုက်ထားသည့်အထဲမှစွဲပြီးထွက်လာခဲ့သည်။အထောက်တော်၌လည်းထိုသတင်းမပါ။တင်မောက်အဖိုးသူ၏သတင်းသည်သူ၏သတင်းစာတစောင်းနှင့်ပါသည့်ကိုပိုင်သတင်းတိုင်းတုံသတင်းဖြစ်သည်ကိုသိရသောအခါတွင်လည်းထိုညကမအိပ်နိုင်ပေ။တသက်တကားကြုံသောသတင်းတို့အတွက်ပီတီလည်းဖြစ်နေသည်။ပြင်းထန်သောဂေးရဲများလာမည်လို့ဟုတောကလည်းကြီးနေသည်မို့မအိပ်နိုင်။သောတရင်ကအချမဟုတ်အစိုးရအဖွဲ့ဝင် ဝင်းကြီးများမတိရခင်ဂျေးမုံကစောစီးစွာရေးခဲ့သော ပုံမူကြီး73ဦးကိုတက်မတော်မှထွက်စီသောသတင်းကြီးပင်ဖြစ်ပါသည်။ကဘာကျော်သတင်းကြီးတစ်ပုဒ်ကိုလည်းတင်မောင်းကဖြန့်ခဲ့မှုသည်ထိုသတင်းမှာတရုတ်ပြူကျူးကျော်မှုသတင်းကြီးဖြစ်သည်။ထိုစဉ်ကတင်မောင်းသည်ဗမာခေချိတ်ပိတ်ထားသောကြောင့်အလုံးလက်မဲ့ဖြစ်နေသည်။နယူးပေဓာတ်ပုံသတင်းဌာန၌ဓာတ်ပုံထောက်ရင်း ASP ပြင်သစ်သတင်းနှင့်တိုင်းသတင်းတော့ဦးအောင်ဖေဆရာတက်တိုးကိုသတင်းပေးရသည်။တရုတ်ဖြူများမြမမြေပေါ်ကျူးကျော်သည်ကိုတအုံနှွေးနှွေးပြောကြတော့လေ အစိုးရကဖုံးထားသဖြင့်မြည်သူကမှမရေးပဲဖိထားကြသည်တနေ့တွင် ပြည်သူစာပေတခင်ကျော်စိန်ကရှမ်းပြည်ဘက်မှခေါင်းဆောင်တို့နှင့်တွေ့ပေသည်ထိုခေါင်းဆောင်ကရှမ်းပြည်ဗမာနယ်မြေတွင်သို့တရုတ်ဖြူတံများကျူးကျော်ဝင်ရောက်ပုံကိုအသေးစိတ်ပြောပြသည်တင်ပေါင်းကတရုတ်ဖြူသတင်းကိုဥအုံးဖေအားပြောပြရာမင်းဥစ္စာဟုတ်မှဟုတ်ရဲ့လားကွာကြီးကျယ်လုံးနဲ့ဘလို့လုတ်ပြီးပို့ရမလဲထိုကဲ့သို့မေသည်ထိုကားတွင်ကိုခင်မောင်ကြီးမှာဂျင်းပုံမဂဇင်းပြတ်သည်ဖြင့် ယူနီယံကေဇက်သတင်းစာတွင်သတင်းအယ်ဒီတာဖြစ်နေသည့်တင်မောင်းကဘူကေမောင်းဤထံသွားကထိုသတင်းကိုပေးလိုက်သည်ယူနီယံကေဇက်၌ထိုသတင်းကိုပုံနှိပ်စေပြီးနောက်တစ်နေ့တွင်သတင်းစာပါသတင်းအဖြစ်ဦးအောင်ဖေက ASP သတင်းဌာနဗယ်ရစ်မြို့သို့ပို့လိုက်ခြင်းဖြင့်တကဘာလုံးသို့ဖြန့်လိုက်သည်ရုပ်ပြူကျူးကျော်မှုသတင်းကိုတင်မောင်းကစ၍ဖြန့်လိုက်တော်လဲအစိုးရကမဟုတ်ပါဟုဖြေရှင်းချက်ထုတ်ခဲ့၏သို့သောနောက်ပိုင်း၌ကုလသမဂ္ဂတိုင်ရသည့်အထိကြီးကျယ်သွားခဲ့သည်